ဒေါ်လာရေးမှာပါဝင်နေတဲ့ဒေါ်လာရင်းပညာပင်ပညာပင်ဒေါ်လာနေတဲ့ကျောင်းသားတွေကျောင်းသူတွေစင်တန်လို့အရေးကြီးတယ်ဆရာတွေဆရာမတွေစင်တန်လို့အရေးကြီးပါတယ်အဲဒါကိုကျွန်တော်တို့တော့အထူးကိစ္စဆိုင်ပြီးတော့စင်တန်ရေးဒီအဓိကသင်ကြားရေးနဲ့ပညာရေးပါဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ပြောပြီးတော့ဒါစီတင်ဆောင်ရနေတာဖြစ်တယ်အပြီးတော့ဒီဘက်ရင်းမှာပညာသင်ကြားနေရပြောအောင်ပါလေဒီဘက်ရင်းကဒါဆောင်မွေးပြန်ဖြေရတဲ့ဟို grade 10ကျောင်းသူကျောင်းသားတွေရှိတဲ့နေရာမျိုးလည်းမဟုတ်ဘူး ဒါကြောင့်မလို့ဒီဖြစ်စဉ်ကြီးကတော့တမင်တက်တက်လှုပ်ချင်ဖန်တီးထားရတယ်ဆိုတဲ့အကြောင်းကိုကျမအနေနဲ့ကနဦးပြောချင်ပါတယ်။ကျောင်းပိတ်ချိန်ခုံးပဲ။ကျောင်းသားတွေပါလို့ရှိနေတာလေ။မယိုးသားဘူးဆိုပြီးဝါဒဖြစ်နေတာရှိပါတယ်။ NUG ရဲ့စိုးမိုးထိ ंछ ုံမှုရှိတဲ့နေမျိုးတွေကစတင်ကျောင်းနေမှာဘလို့အချိန်စရာနဲ့စတင်နေတာလေ။အဲ့ဒီနေ့အဲ့ဒီအချိန်မှာကျောင်းသားကျောင်းသူတွေကဘာလို့အဲ့ဒီနေရာမှာရှိနေတာလဲ။အဲကျောင်းပွင့်ငိမ့်နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ NUG နဲ့ဒီတို့အဲပညာရေးပေါ့နော်။ online ရေးကလာပညာရေးရဲ့ကျောင်းပွင့်ငိမ့်ကအရင်တော့လို့ဟိုကျောင်းပွင့်ငိမ့်တွေ ဟိုနှွေချောင်းပိတ်ချိန်နေအဲ့လိုလေဟိုအားလုံးတပြိုင်တည်းတည်းတည်းကျွန်တော်လုံလို့မရဘူးပေါ့နော်စာတင်ကြောင်းဘုံကျဲခံရမှုနဲ့ပတ်သက်ပြီးပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးနဲ့အင်တာဗျူးအိုးတိန်တွင်ကြေးရွာစာတင်ကြောင်းဘုံကျဲခံရခြင်းဟာကျောင်းသူကျောင်းသားတွေစာတင်နေကြခြင်းလား UNG ရဲ့စာတင်ကြောင်းတွေမှာဘလို့အချိန်ဇယားနဲ့စာတင်တာလဲ PDF တွေစာတင်ကြောင်းထဲမှာရှိနေလို့ဘုံကျဲတယ်ဆိုပြီးပြောဆိုနေကြတာကိုဘလို့တုံ့ပြန်ခြင်းပါတလဲနောက်နောက်ဒီလိုတွေမဖြစ်အောင်ဘလို့ကာကွယ်သွားမလဲနိုင်ငံတကာကိုဘာပြောခြင်းပါတလဲဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးပြည်တော်စုတမရမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကိုဆက်သွယ်မေးမြန်းထားတာကြီးစုနားဆင်ကြရမှာဖြစ်ပါတယ်ကျန်းဖတ်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့ထိအပြစ်ခတ်ရက်စဲသည်ဟုကြေညာခဲ့တော်လဲ မေလ12ရက်နေ့စကိုင်းတိုင်းဒီပဲရင်မြို့နယ်ရှိစာတင်ကျောင်းကိုလေရင်ဖြင့်ဘုံကျဲချခဲ့ရာចောင်းသားចောင်းသူကလေးငယ်22ဦးနဲ့ဆရာမနှစ်ဦးတေဆုံးခဲ့ရတာပါ။ចောင်းပဲချင်းခုံပဲចောင်းသားတွေပါလို့ရှိနေတာလေမយោသားဘူးဆိုပြီးဝါဒဖြစ်နေတာရှိပါတယ်။ NUG ရဲ့စိုးမိုးထိ ंछ ုံမှုရှိတဲ့နေမျိုးတွေကစာတင်ကျောင်းတွေမှာဘလို့အချိန်ဇာနဲ့စာတင်နေတာလေ။အဲ့ဒီနေ့အဲ့ဒီအချိန်မှာ ကျောင်းသားကျောင်းသူတွေကဘာလို့အဲ့ဒီနေရာမှာရှိနေလာလဲဆိုတာပြည်သူလူထုသိရှိရအောင်အမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဆရာကြီးဒေါက်တာဇော်ဝေစိုးကိုဆက်သွယ်မေးမြန်းထားပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်တိန်ပါ။မင်္ဂလာပါဆရာကြီးခင်ဗျာ။ပြီးခဲ့တဲ့ဒီလဆနေ့ရနေ့ကစကိုင်းတိုင်းတပင်းမြို့နယ်အိုးတိုင်ကွင်းရွာစာတင်ကျောင်းမှာကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်ဘုံကျဲတက်ဖြတ်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအကြမ်းဖက်စစ်တပ်လော်ဘီတွေဘက်ကကျောင်းခွင့်ချိန်မဟုတ်ဘဲကျောင်းသားတွေဘာလို့ရှိနေတာလဲမယုံသားဘူးဆိုပြီးဝါဒဖြန့်နေတာရှိပါတယ်။ဒီ NUG ရဲ့စုံမထိန်ချုပ်မှုရှိတဲ့နယ်မြေတွေကစာတင်ကျောင်းတွေမှာ ဘလို့ချိန်စရာနဲ့စတင်နေတာလေအဲ့ဒီနေ့အဲ့ဒီချိန်မှာចောင်းသူចောင်းသားတွေကဘာလို့အဲ့ဒီနေရာမှာရှိနေတာလဲဆိုတာပြည်သူလူထုသိအောင်နည်းနည်းလောက်ရှင်းပြပါအောင်ဆရာခင်ဗျာအာမင်္ဂလာပါအဲចောင်းခွင့်ငိမ့်နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ NUG နဲ့ပြည်သူအဲပညာရေးပေါ့နော်အွန်လိုင်းရေးကာလပညာရေးရဲ့ចောင်းခွင့်ငိမ့်ကအရင်တော့လို့ဟိုចောင်းခွင့်ငိမ့်တွေဟိုနေចောင်းပိတ်ချိန်တွေအဲ့လိုတွေဟိုအားလုံးတပြိုင်နဲ့တည်းတည်းကျွန်တော်လုပ်လို့မရဘူးပေါ့နော်ဒါအားလုံးပြည့်တဲ့အချိန်မှာဒေတာတစ်ခုချင်းအဲတမျိုးချင်းတရွာချင်းတချောင်းချင်းရဲ့အနေထားမတူဘူး။ဒါလို့လည်းဆိုစစ်ကြောင်းနေထိုးနေတဲ့နေရာတွေရှိတယ် အနာလိုဘုံကြီးကျဲနေတဲ့နေရာတွေရှိတယ်နော်တခုလိုပေါ့နော်အဲရွာမိရှုနေတဲ့နေရာတွေရှိတယ်ဆိုတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ဒီလိုအကြမ်းဖက်ဖက်စစ်စစ်တပ်ရဲ့နှောက်ရက်တွေပေါ်မှာခြေခံပြီးမူတည်ပြီးတော့ကျွန်တော်တို့ပညာရေးကိုအကောင်းဆုံးဖြစ်အောင်အဲဒါပြင်ဆင်ပြီးတော့ကျွန်တော်တို့တင်ကြားနေရတဲ့အချိန်ဖြစ်တယ်ဒါကြောင့်တချောင်းနဲ့တချောင်းတရားနဲ့တရားတမျိုးနဲ့တမျိုးကျွန်တော်တို့ဟိုတောင်းစာတင်ချိန်တွေကမတူဘူးဒါပေမဲ့ပညာအကြီးသေးဖြစ်တဲ့ဒီ credit point တွေတင်ကြားချိန်တွေ တင်ကြားတဲ့ဒီ curriculum တွေ syllabus တွေကိုတော့ကျွန်တော်တို့တူအောင်ပြီပြီးသင်နေတဲ့အခြေဖြစ်တယ်။ဒါကြောင့်ဒီအဖြစ်အပျက်ဖြစ်သွားတဲ့ဘုဒ္ဓဘာသာရွာရဲ့အဲဒီမှာရှိနေတဲ့အဲတင်ကြားရေးကလည်းပဲအဲ့ဒီအချိန်မှာရှိနေတာဖြစ်တယ်။ကျွန်တော်တို့မှာအကြောင်းပိတ်ချိန်တွေအကြောင်းခွင့်ချိန်တွေဟာဒီတော့လာရေးအခြေအနေမြေပြင်အခြေအနေမြေပြင်ဆုံးမှုတွေသောသောကဒီလိုမျိုးပေါ့နော်။အဲအကျန်းဖက်စစ်ကရဲ့ under year တွေနဲ့ကျွန်တော်ကဒါတွေနဲ့ချိန်ဆဆောင်တွဲပြီးတော့ကျွန်တော်တင်ကြားရတာဖြစ်တဲ့အတွက်ဒီဘုဒ္ဓဘာသာရွာရဲ့အဲတင်ကြားချိန်က အခုလိုဖြစ်နေတာဒါ digital လည်းမဟုတ်ဘူးဒါမြန်မာနိုင်ငံအနှံ့ကျွန်တော်တို့ဒီလွမြောက် data control data တွေပေါ့လေကျွန်တော်တို့မြေပြင်မှာထိမ့်သိမ်းနိုင်နေပြီမြေပြင်ကတော့သူတို့စစ်ကြောင်းမထိုးနိုင်တော့ဒါပေမဲ့ခုနဝေဟင်သူတို့နောက်ဆက်တွေအများကြီးရှိတယ်အဲ့ site ကြီးအများကြီးရှိတယ်ဆိုတော့ဒါကြောင့်အရိဟာပေါ်မှာချိန်ဆပြီးတော့ကျွန်တော်တို့ဒါတွေကထင်ရှားရေးတွေဆောင်ရွက်နေတယ်အဲစနစ်ကိုကျွန်တော်တို့ကတွားနေတာဖြစ်တဲ့အတွက်ဒီကြောင်းနဲ့ဒီကြောင်းတမျိုးနဲ့တမျိုးထင်ရှားချိန်မတူတဲ့အတွက်အခုဒီဟိုးထိန်တွင်ရွာရဲ့ထင်ရှားရေးရတယ်အခုလိုမျိုးအဲဒီမေလမှာစတင်နေရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျ နောက်ထပ်သိကျင်တာကတော့စာတင်ကြောင်းတွေမှာ PDF တွေရှိနေရဆိုပြီးဘုံကျဲတယ်လို့စစ်တပ်လော်ရီအချို့ပြောတာတွေ့ရတယ်လို့ PDF တွေကစာတင်ကန်းထဲမှာမိုင်းတွေထုတ်လုပ်နေလို့ပောက်ကွဲတာဆိုပြီးလင်ညာဝါဒဖြစ်နေရလဲတွေ့ရပါတယ်အဟိုးအရင်တော့ကပုံအဟောင်းတွေတပ်ပုံတချို့ဗီဒီယိုတချို့ကိုပြန်သုံးပြီးတော့သူတို့ဒီလိုမျိုးဝါဒဖြန့်နေတာပေါ့နော်ဒါကြီးလက်ရှိနေပါတယ်ဆရာကြီးစာတင်ကြောင်းတွေထဲမှာ PDF တွေရှိခြင်းမရှိခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါကူဆရာကြီးအနေနဲ့ဘယ်လိုတုံ့ပြန်ကြမှာလဲခင်ဗျာ ကျွန်တော်တို့ကပြည်သူဒေါ်လာရေးဆိုတော့ဒီဒေါ်လာရေးအစမှာတော့ဒါတွေကိုကျွန်တော်တို့တော့ဟိုထိန်းဖို့ကျွန်တော်တို့ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့2020ခုနှစ်ကဘေးကြောင်းမှာမှကျွန်တော်တို့ဟိုကြောင်းစေးရုံတွေကိုတတ်မဆွဲဖို့ဆိုတာကျွန်တော်တို့ဒါကြီးညာချက်တွေထုတ်ထားပြီးသားကျွန်တော်တို့ဒါဥပဒေအနေနဲ့တတ်မှတ်ပြီးသားဖြစ်ပါဒါကြောင့်ကျွန်တော်တို့ MOD နဲ့ MOI နဲ့ကျွန်တော်တို့ဒီ MOE MOH2 နဲ့ဒါညှိပြီးတော့ဒါဘေးကြောင်းဘေးစေးရုံမှာမှစေးရုံစေးကမ်းမှာမှတတ်မဆွဲဖို့ဆိုတာအခုကျွန်တော်တို့ဆောင်ရွက်တယ် တကယ်လို့ဆွဲရတယ်ဆိုရင်ကျွန်တော်တို့အရေးယူတယ်နော်တကယ်အတိပေးတယ်နော်အတိအဲကျွန်တော်ချမှတ်တယ်တော့ကျွန်တော်တို့လုပ်နေတာဖြစ်တဲ့အတွက်အခုအချိန်မှာတော့ဘယ်ကြောင်းဘယ်စီးယုံမှမှတက်ဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့ဒါတိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်အဲဒါအပြင် နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့ကြောင်းနေမှာဆိုရင် uniform နဲ့လက်နက်နဲ့တော့ဝင်ဝင်မပြုတ်ပါဘူးအဲ့ဒါလည်းအခုချိန်မှာဒါစီကန်းအနေနဲ့တတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းနေရဲ့အခုဒီသူဟိုခဏတင်ကြားရေးကြောင်းနေလွတ်မြောက်နေတဲ့ဒေသတွေမှာရှိနေတဲ့ကြောင်းနေမှာဆိုရင် uniform နဲ့လူတွေတော့ဝင်ဝင်မပြုတ်ဘူးဒါအပြင်လက်နက်သေးဆောင်ကလုံးဝမပြေးပါဘူးဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်ဒါအပြင်တကယ်တမ်းတော့အားလုံးသိပြီးသားပါကျွန်တော်ပြီးခဲ့တဲ့ဟိုဟိုအောက်ဆန်းဟိုတက်တူကျွန်တော်တို့ဟို comprehensive university ဘုံကျဲခံရတော့ကျွန်တော်ပြောထားတာရှိတယ်ဒီလိုမျိုးမဘာညပေါက်ထားပြီးသား ရင်တော့ကဟိုတိောက်ခဲ့တဲ့အဲဒီပြည်သူလူထုရလက်ထက်တဲ့ဆိုရဆက်ဆက်မှာဆောက်ခဲ့တဲ့ဒီကြောင်းနေစည်းရုံတွေဟာတကယ်တော့နေပုံတင်းရှိပြီးသားမမညာပေါက်ပြီးသားဖြစ်ပါတယ်အဲတော့အဲ့ဒီနေရာမျိုးတွေမှာเนาะဗျာအကြောင်းနေမှာဒီ PDF တွေခုနကလိုတက်ဆွဲကြအကြောင်းမရှိပါဘူးတက်ဆွဲလို့လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ဒါအဲ့ဒီတော့လည်းပြောခဲ့ပါတယ်ဒါအပြင်အခုလိုမျိုးအဲဒီလိုမျိုးနေရာဒေသတွေမှာတင်ကြားမှုတွေပြုလုပ်ကြတယ်အထူးကယူဆိုင်ပြီးတော့เนาะ early warning system ရော နော်ပုံကိုချင်းတွေရောတိချာအဲဒါစီစဉ်ပြီးမှဒါဖွင့်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေအဲအဲ့ဒီတော့မှပြင်ညာချက်တွေထုတ်ပြီး design map မှပြောခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီဥဒိန်တွင်းရောစာတင်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲအထိကိုက်ဆုံးရှုံးမှုတွေကများခဲ့ပါတယ်ဒီလိုကိစ္စမျိုးတွေအဖြစ်နဲ့အောင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဘယ်လိုမျိုးတွေကာကွယ်ဆောင်ရွက်သွားဖို့ရှိပါမလဲဆရာကြီးခင်ဗျာဒီဟာအစဉ်တစိုက်ဆောင်ရွက်နေပြီးသားပေါ့နော်ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အဲညချချက်တွေညညချက်တွေနောက်ကနာသက်ဆိုင်ရာမြို့နယ်ပညာရေးပုတ်တွေအကြောင်းတွေကိုကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးကြားထားပြီးသားဖြစ်တယ်။အဲတွေ့ရင်းနဲ့ကျွန်တော်ဆိုရင်ပြောရဲအားလုံးကလည်းပြောပါတယ်။လုံခြုံရေးအသိလုံခြုံရေးတတိရှိဖို့နောက်တစ်ခုကတော့ရှင်းတမ်းဖို့ပေါ့နော်။ဒီနေ့ဒေါ်လာရေးမှာကျွန်တော်တို့ဒေါ်လာရေးမှာပါဝင်နေတဲ့လူတူချင်းတူချင်းတစ်ယောက်ချင်းတစ်ယောက်ချင်းတစ်ဖွဲ့ချင်းရှင်းတမ်းရင်းအရေးကြီးပါတယ်။ကျွန်တော်တို့ဒီလိုဒေါ်လာရေးမှာပါဝင်နေတဲ့ဒေါ်လာရင်းပညာပင်ပညာပင်ဒေါ်လာနေတဲ့အကြောင်းသားတွေအကြောင်းသူတွေရှင်းတမ်းဖို့အရေးကြီးတယ်။ဆရာတွေဆရာမတွေရှင်းတမ်းဖို့အရေးကြီးပါတယ်။ အဲဒါအောင်ကျွန်တော်တို့ဒါကိုအထူးပြုစိုက်ပြီးတော့ရှင်းတန်းရေးဒီအဓိကသင်ကြားရေးနဲ့ပညာရေးကဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ပြောပြီးတော့ဒါစီစဉ်ဆောင်ရွက်နေတာဖြစ်တယ်။ဒါကျွန်တော်တို့ဟို NGO နေနဲ့ဆိုရင်ဝန်ကြီးဌာန၅ခုပေါင်းပြီးတရားတွေအစီအမံနေနဲ့ရေးဆွဲထားတယ်။ဒါပုံကိုချင်းနေစောက်တိုင်းမှုအတွက်ငွေကြေးထောက်ပံ့မှုတွေလုပ်တယ်။နော်အဲ့တော့အခုကတော့တကယ်တမ်းတော့ဆိုတော့ပြောလို့ early warning system ကိုလည်းကောင်းကောင်းလုပ်ဖို့လိုတယ်။နော်ဒါနောက်တစ်ခုကတော့ပုံကိုချင်းနေကောင်းကောင်းကျွန်တော်တို့တိစောက်ထားဖို့လိုတယ်။နောက်ကျွန်တော်တို့ဒီကခါးအားလေးတော့ညွှန်ကြားချက်တွေကိုလည်းလိုက်နာဖို့လိုတယ်။ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ် တို့ကြောင်းနေသူပညာရေးပုဂ္ဂိုလ်ကိုကျွန်တော်တို့ညှိကြချက်တွေအကြံပြုချက်တွေကျွန်တော်တို့ပေးထားပြီးဖြစ်တယ်ဒါတွေကိုလည်းအခုကျွန်တော်တို့ဒီအဲတရင်ထုတ်ပြန်တဲ့အချိန်မှာကျွန်တော်တွဲပြီးတော့ထုတ်ပြန်ပေးပါမယ်ဟုတ်ကဲ့ပါဆရာကြီးဒီလိုမျိုးစာတင်ကြောင်းတွေဆေးရုံတွေလူတွေရက်ွက်တွေကိုအာရွေချက်ရှိရှိဘုံကျဲတိုက်ခိုက်ပြီးပြည်သူလူထုကိုတက်ဖြတ်နေတဲ့ဆေးအုပ်စုရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးနိုင်ငံတကာကဘာပြောချင်ပါသလဲဆရာကြီးခင်ဗျာနိုင်ငံတကာကတော့တကယ်တော့ဟိုလေနိုင်ငံတကာမှာရှိနေတဲ့ဥပဒေတွေစီမင်းစည်းကမ်းတွေဆိုတော့ဂီတိုတွေနဲ့တကယ်တော့ရှုပ်ထွေးနေတာပေါ့နော်တကယ်တော့နိုင်ငံတကာကကျွန်တော်တို့ထိထိရောက်ရောက်ကူညီမှုတွေဘာမှမရဘူး ဒါမှမဟုတ်ဒီလိုအခုလိုအခြေမျိုးမှာတို့တွေတေချာစဉ်းစားဖို့လိုတယ်။တေချာလဲဒါတွေကိုအဲကျွန်တော်တို့လေ့လာပြီးတော့အခုလိုမျိုးအချမ်းပဲ classic စစ်တပ်ရဲ့လူမဆန်စွာပေါ့နော်ဒါတွေဆောင်ရွက်နေချက်တွေကိုနိုင်ငံတကာအနေနဲ့လစ်လူရှုမထားဘဲနဲ့ဒါတွေကိုအေးအေးယူတင်ပါတယ်အေးအေးယူဆောင်ရွက်တင်တယ်လို့ကျွန်တော်မြင်နေတာအပြင်လူသားချင်းစာနာမှုအနေနဲ့အခုလိုမျိုးကျွန်တော်တို့ဟို air strike တွေခုနကလိုဘုံကျဲခံနေရတဲ့ကြောင်းနေစီးယုံတွေအတွက်တော့နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့အဲဒါအကူအညီတင်တယ်လို့ကျွန်တော်မြင်ပါတယ်အကူအညီဖို့လည်းကျွန်တော်ဒီနေရာကနေပြီးတော့တောင်းပန်တယ် request တက်ပါတယ် အဲ underground ကျွန်တော်တို့ဘုံကျဲခံနိုင်တဲ့ underground ကျောင်းကြီးစေယုံကြီးကျွန်တော်တို့လုပ်နိုင်မလို့လေအဲ့ဒါအတွက်လည်းကျွန်တော်အကူအညီတောင်းပါတယ်လို့အဲကျွန်တော်ဒီနေ့တော့ခုနတပ်ပြီးပြောချင်တာကျွန်တော်ဒီနေ့အင်တာဗျူးမှာလည်းပြောပါတယ်အဲကျွန်တော်တကယ်တော့ဒီကျောင်းသားတွေကျောင်းသူတွေဆရာတွေဆရာမတွေရဲ့အသက်တွေကိုကာကွယ်မပေးနိုင်ခဲ့ဘူးကာကွယ်မပေးနိုင်တဲ့ဝန်ကြီးတယောက်အနေနဲ့တော့ကျွန်တော်တော့တော့ကိုကျွန်တော်ဒီကိုကျွန်တော်လည်းပဲကျွန်တော်ဒါအဲအားမလို့အားမရဖြစ်မိတယ်ပေါ့နော်အဲ့မဲ့ကျွန်တော်အစောင်းကိုကြိုးစားပြီးတော့ NUG အနေနဲ့ရောဒါရဲ့နာတော်လိုင်းဖွဲ့စည်းတွေနဲ့ပေါင်းစပ်ပြီးတော့ပေါ့ ်အဲနိုင်ငံတကာအကူအညီတွေနဲ့ပုံစံပြီးအစောအထိုးစားပြီးနောက်နောက်ဒီလိုမျိုးအဲចောင်းသူចောင်းသားတွေနဲ့ဆရာဆရာမတွေရဲ့အသက်တွေမဆုံးရှုံးအောင်ជួយပါပြီးကာကွယ်ပေးပါမယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေရာမှာပြောချင်ပါတယ်ကျေးဇူးပါ